ာဇာကမ်းမွန်ဒီရာတွင်အစ္စရေးလေကြောင်းတိုက်ခတ်မှုများပုံမပြည့်ထန်လာခဲ့ပြီးလူအများပြားသေဆုံးကဆိုးဝါးစွာပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။အစ္စရေးတပ်ဖွဲ့ဝင်များဒီအေရာဧရိယာများကိုဘုံကျဲတိုက်ခတ်ခဲ့ရာဆောက်အုံဒစိတပိုင်းပြိုချခဲ့သည်။အနီးနားရှိအဆောက်အုံများမှဒေသခံများကိုဘေးလွရာသို့ရွှေ့ပြောင်းပေးခဲ့ရသည်။ can unicy nasa medical complex di milaw mu phit paw khe bi ti ma daw milaw chamu swi se bi ဂါဇာကမ်းတော်၏ရုံးကန်နေရသောကျမ်းမာရေးရှောင်ရှောင်မှုစနစ်အပေါ်ပုံမဖိအားများပြီးခဲ့သည်။ညတွင်ချင်းတိုက်ခတ်မှုအတွင်အ ਨੇ ဆုံးလူ23ဦးသေဆုံးခဲ့သည်။ကြီးမားသောပောက်ခွဲသံများကအေရိယာကိုတုံ့လုတ်သွားစေပြီးဒုထသောမိခိုးများကကောင်းကင်ယံကိုဖုံးလွှမ်းသွားခဲ့သည်။အစ္စရေးကောင်းဆောင်ဘင်ဂျမင်နက်တန်ယာဟုကဣဇရေမီကိုတိုက်ခတ်မှုအတွက်ရန်သူများကကြီးလေသောပေးစာရမည်ဟုပြောကြားခဲ့သည်။ ကျန်စီတော်ဒဇခံများကိုမလုပေးပါကဂါဇာကဲမွန်ဒေသကိုအစ္စရေးကပုံမတင်းယူကဟာမတ်အဖွဲ့လုံးဝမပြတ်စီမချင်းတိုက်ပွဲများဆက်လက်ဖြစ်ပေါင်းပြီးဖြစ်ကြောင်းအစ္စရေးကကွေးဝန်ကြီးအစ္စရေးကစကအင်ဂါနေတွင်ပြောကြားခဲ့သည်စစ်စနီနယ်များသည့်အပြစ်ခါကျဆေးရီကိုပြန်လည်တူထောင်ရန်စူးစမ်းဆဲဖြစ်တော်လဲအစ္စရေးဒီနလကြအပြစ်ခါကျဆေးရီကိုတတန်တိုးရန်ဟာမတ်နှင့်တဘောမတူသောကြောင့်မလာဆက်ရှိရတွင်လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများကိုပြန်လည်စတင်ခဲ့သည် ာမတ်အဖွဲ့၏2023ခုနှစ်အောက်တိုဘာ9ရက်နေ့တွင်တိုက်ခိုက်ပြီးနောက်လက်ရှိစစ်ပွဲကိုဖြစ်ပေါ်စေခဲ့သည့်ဂါဇာကမ်းမဒေသကိုဟာမတ်တို့ထပ်မံအုပ်ချုပ်ခွင့်မပြုဟုအစ္စရေးကပြောကြားခဲ့သည်ပီကေဒီရင်ဘာကအစ္စရေးတပ်ဖွဲ့များဒီဂါဇာလေပိုင်းနဲ့တောင်ပိုင်းတို့တွင်မြေပြင်စစ်ဆင်ရေးအသင်းများပြုလုပ်ခဲ့ပြီးပါလက်စတိုင်းယာနစ်ချီတည်ဆုံခဲ့သည့်ပြင်းထန်သောဘုံကျဲတိုက်ခိုက်မှုများကိုဆက်လက်လုံဆောင်ခဲ့သည်။ ဝန်ကြီးချုပ်ဘန်ဂျမင်နာတယာဟုကတိုက်ခတ်မှုအတိတ်များသည့်ကြန့်ရှိနေသောဒဇခန်များကိုလုပေးရန်ဟာမတ်စ်ကိုဖိအားပေးရန်ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်အကယ်၍ဟာမတ်စ်လည်းနေမချပါကအစ္စရေးကုန်းမြေများကိုဆက်လက်သိမ်းပိုက်က၎င်း၏တိုက်ခိုက်ရေးသမားများနှင့်အခြေခံအဆောက်အအုံများကိုဖျက်ဆီးပစ်မည်ဖြစ်ကြောင်းအစ္စရေးကတ်ကတတိပေးခဲ့သည်ဇန်နဝါရီ16ရက်ကတည်းကကြာမြင့်ခဲ့သောခိုင်မာသောအပြစ်အခါကြောင့်အဆုံးသတ်ပြီးလွန်ခဲ့သည့် 19လကစနေခရစစ်ပွဲနောက်ပိုင်းနောက်ဆုံးတိုက်ခိုက်မှုများသည့်အသေးပြောက်အများဆုံးဖြစ်ခဲ့သည်ဟာမစီတပ်စခန်း59ကိုထိန်းသိမ်းထားတော်လဲ24ဦးသာအသက်ရှင်နေရှိသည်ဟုယုံကြည်ရသည်ကျန်သူများကိုညှိနှိုင်းထားသောတဘောသူချက်များဖြင့်ပြန်လုပေးခဲ့ပြီဖြစ်သည်ဂါဇာကမ်းမော်ဒီတာအပေါ်အစ္စရေးစစ်ရေးရချင်းမမှုကြောင့်ပါလက်စတိုင်း9000ကျော်တိစုံခဲ့ကြောင်းဟာမတ်အဖွဲ့မှစီမံခန့်ခွဲရေးဂါဇာကျမ်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်ရသည့်တိစုံသူဦးရေမြင့်တက်လာခြင်း အတွေ့တိုက်ပွဲများဆက်တင်ကြတဲ့ကဂါဇာတွင်လူပေါင်းများစွာတည်ကျုံခဲ့ပြီဖြစ်သည်ဆီယိုမြောက်ဣဇရေလတက်ခဲမှုနှင့်ပိတ်ဆို့ထားမှုများသည်အခြေအနေများပုံမဆိုးရွားလာကလူများအတွက်နေကွေတော်တည်ဆုံမှုကိုခေါ်ဆိုကြောင်း ကုလသမဂ္ဂကပြောကြားခဲ့သည်နိုင်ငံတော်တော်များကအကြမ်းဖက်တွေမြစ်တက်လာမှာကိုစွန့်နေကြသည်ထိမ့်ထိမ့်တိတ်တိတ်နှင့်အရသာတွေကိုအကာအကွယ်ပေးဖို့နှစ်ဖက်စလုံးကတိုက်တွန်းထားပါသည် ဂါဇာကမ်းပေါ်ဒေသကြီးအခြေအနေဒီပုံမဆိုးလာကဆက်တိုက်ဖြစ်ပေါ်နေတော့တက္ကသိုလ်များကြောင့်ဆင်းရဲဒုက္ခနဲ့ပျက်စီးဆုံးမှုများပုံမဖြစ်ပေါ်လာစေသည်